PSG 12 Bayern Munich အားလုံးပဲမင်္ဂလာပါ Out of Football နေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုဆုံးပါ Vincent Company ရဲ့အသင်းကတော့ဥရောပထိပ်တန်းလီ၅ခုသမိုင်းတစ်လျှောက်မှာအကောင်းဆုံးရာသီအဖွင့်ကိုဆက်လက်ရေးထိုးနေခဲ့ပါတယ်ရာသီအဖွင့်ပြိုင်ပွဲစုံ16ပွဲဆက်တိုက်ရာနှုန်းပြည့်အနိုင်ရထားတယ်ဆိုတဲ့မှတ်တမ်းကလေးစားလောက်ရှာပါပဲပြီးရင်းလီမှာတကူတဲ့မင်းမှုနေတဲ့ဆိုပါစီအောင်တော့ Bayern Munich ရဲ့ကစားဟန်ရဲရင်မှုထက်မြက်မှုအပြန်အလှန်နားလည်မှုတွေကဥရောပရဲ့ဘယ်ပြိုင်မှမဆိုရက်တက်မှုခက်ခဲနေအောင်ပါပဲအထူးသဖြင့် position နဲ့ freedom မှာ ကွန်မဏီကဘသူကတိုက်စစ်မှုလဲဘသူကကွင်းနဲ့တိုက်စစ်လဲဘသူကဖူးပတ်လဲခံမှန်းလို့မရအောင်ရွေးရှားနေကြတာကိုလူကျင်တယ်လို့ဆိုခဲ့ပါတယ်။ဘိုင်ယန်ကသူ့စိတ်ကူးတဲ့အတိုင်းတသွေးမသိမ့်ကစားနိုင်လာတယ်။ဟာရီကိန်းကဗဟိုခံစစ်မှုတွေစီရဘောလုံးလက်ခံတဲ့အထိ deep area တွေကိုစင်ကစားပြီး Lima Stanley City တို့လိုဖူးပတ်တွေကတိုက်စစ်များအောင်မှာနေရာယူထားတာကိုလည်းမြင်ရတယ်။ Louis D ရဲ့ Gnabry Olesi တို့ကတဦးချင်းအတိုးလှုပ်တွေရောလင်းကပ်ပလေးတွေမှာပါချိတ်ဆက်ရွေးရှားနေကြတယ်။ BSG ရဲ့ကစားကွက်တိစောက်မှုကို တစ်ချိန်လုံးနှောက်ယှက်နေခဲ့တဲ့ pressing quarter လေးဖြစ်တယ်။ပထမဂိုးကို Upamecano ကြောင့်ရတဲ့ turnover ကနေ Luis Diaz တွင်းယူခဲ့ပြီး Marquinho ကိုဖိအားပေးရခါနေ DS ကပဲနောက်တကူထပ်သွင်းတယ်။လက်ရှိ champion တွေကိုသူတို့ကွင်းမှာအသက်ရှူခွင့်မပေးဘဲဖိအားတွေဇက်တိုက်ပေးထားရင် ပွဲကိုဥဆောင်ထားကြပါနှစ်ဂိုးသွင်းထားတဲ့ DS က Man of the Match ဆုစီဥတီရမယ်အစားပထမပိုင်းပြီးကန်ဒီမှာဆိုးရွားတဲ့ပြစ်ဒဏ်ကျူးလွန်မှုတစ်ခုကိုဖန်တီးခဲ့ပါတယ်။ NBA များတဲ့ play မျိုးမဟုတ်သေးချိန်မှာ Hakimi ကို Adrenaline Rush တိုင်းနောက်ကနေဖြတ်ထုတ်ခဲ့တာဖြစ်ပြီး ဟာကီမီရဲ့ဒဏ်ရာကလည်းအတော်လေးဆိုးရွားသွားခဲ့ပါတယ်။ဝင်းထဲကနေ6တောင်မထောက်နိုင်ပဲမျက်ရည်တွေနဲ့ထွက်သွားခဲ့ရတဲ့ဟာကီမီနဲ့အတူ DS လည်းအနီးကပ်ထိခဲ့ပါတယ်။တယောက်ယော်သွားတဲ့ဘိုင်ယန်ကိုဒုတိယပိုင်းမှာ PSG ကစိတ်ကြိုက်မောင်းကစားသွားပေမယ့်အခွင့်အရေးဖန်တီးမှုပိုင်းမှာကန့်သက်ခံရဆဲပါပဲ။လူစားဝင်ဂျာဝနီဖက်စ်ရဲ့ချီပါကိုတကူနဲ့သာကျင်းပ်ခဲ့ရတယ်။ဒမ်ဘလီရဲ့ fitness အယူအဆဆိုးရင်စရာဖြစ်လာပြီးဒီပွဲမှာလည်းဆော့ဆော့ဆီးဆီးလူစားလိုက်ခံလိုက်ရတယ်။ဆက်စရီဒူဝီနဲ့ဒဏ်ရာရနေချိန်မှာကာရက်ရှ်ကယ်လီယာဘာကူလာတို့ထင်သလောက်အလုံးမဖြစ်ခဲ့ပါဘူး။ ီကန်ရင်ကတော့ဝင်လာပြီးရုံးချပါတယ်။ဆိုတော့ company ရဲ့အသင်းဟာပြန်ပြတိုင်းတော့ရင်ဆိုင်ရခက်ခဲအောင်မဲ့အလွန်ခံမှန်ရခက်တဲ့အသင်းတွေဖြစ်လာခဲ့ပြီးဒီပုံစံအတိုင်းသာဆိုရင်စူပလာအားလုံးမှာထိတ်ဆုံးကရေပန်းစားလာမယ်။လက်ရှိဥရောပရဲ့အကောင်းဆုံးအသင်းလို့မဖြစ်မနေအတိအမှတ်ပြုရပါလိမ့်မယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။